မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ18ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းစင်ကူးမြို့နယ်ထုံကြီးကျေးပါကအသက်16ကနေပြီးတော့85နှစ်အတွင်းအမျိုးသားတွေအားလုံးတနက်မကင်မနေရကင်ရမယ်ဆိုပြီးပြောဆိုကစစ်ကောင်စီအုပ်စုကမေလ14ရက်နေ့မှာလက်နက်တရားချထားပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အဲ့ဒီထုတ်ပေးလိုက်တဲ့တနက်တည်းနဲ့ PDF တွေရွာထဲဝင်လာပါကအသေးခံတိုက်ထုတ်ရမယ်လို့လဲစစ်ကောင်စီအုပ်စုက ခိုက်စေထားတယ်လို့ဆိုပါတယ်လက်ရှိမှာစစ်ကောင်စီအုပ်စုကထုံကြီးကျေးရွာအတွင်းမှာနေထိုင်နေတဲ့သူတွေကိုပြင်ပကိုထွက်ခွဲမပေးဘဲပိတ်လောင်ထားပြီးတော့တခြားရွာမှာရွှေပြောင်းနေထိုင်နေတဲ့သူတွေကိုလည်းကျေးရွာအတွင်းကိုဝင်ရောက်ခွဲပိတ်ထားတယ်လို့ဆိုပါတယ် ရွာကိုအဝင်ထွက်ပိတ်လိုက်ပြီးတော့မဖြစ်မနေပြူစောထီးတဲ့ကိုဝင်ငိုင်းတဲ့သဘောပဲထုံးကြီးရဲစခန်းမှာစစ်တပ်ကဗိုလ်တယောက်အပြောင်းလဲလုပ်တယ်လို့ပြောတယ်အဲ့ဒီအသေးရောက်လာတဲ့တယောက်ကလုံနေတာလို့ဒေသခံတဦးကပြောဆိုလာပါတယ်စစ်ကောင်စီအုပ်စုကနိုင်ငံတော်မှာစစ်သားတပ်များစုဆောင်းနေတယ်လို့ပြူစောထီးအဖွဲ့တဲကိုဝင်တဲ့သူတွေကိုလည်းလာစာပေးမယ်လို့ပြောဆိုစည်းရုံးနေပေမဲ့ထုံးကြီးကျေးရွာကဒေသခံတွေကိုတော့လာစာခံစားခွင့်ကြပြားတစ်ချက်မှမပေးဘူးလို့ပြောဆိုကား ကျေးရွာပြည်သူစစ်ပြူစောတိအဖွဲ့တဲကိုဝင်ခိုင်းနေတာလို့သိရပါတယ်။ဒါအပြင်စစ်ကောင်စီအုပ်စုကထုံကြီးကျေးရွာအတွင်းမှာနေထိုင်နေတဲ့လူတွေကိုတအိမ်တောင်ကိုတလ3000ကျပ်နှုံးနဲ့စစ်အုပ်စုကိုထောက်ပံ့ကြေးပေးရမယ်လို့လည်းအမိန့်ထုတ်ထားတယ်လို့ဒေသခံတွေကပြောပါတယ်။ထုံကြီးကျေးရွာမှာနယ်မြေရဲစခန်းရှိပြီးတော့စစ်ကောင်စီအုပ်စုကအဲ့ဒီရဲစခန်းမှာအခြေပြုကအနီးနားကပြူစောတိရွာတွေကိုစစ်အင်အားဖြည့်တင်းပေးတာခိုးရပါပစ္စည်းတွေကိုခွဲဝေထောက်ပံ့နာတွေကိုလုပ်နေတာလို့သိရပါတယ်။ထုံကြီးရဲစခန်းကို PDF တွေကမကြာခဏ drone နဲ့လာရောက်တိုက်ခိုက်နေတဲ့အတွက် ဂျမ်းမာမိုင်းဖြတ်ဆက်တက်ဆင်ဖို့ဆိုပြီးတော့လက်ရှိမှာစေကောင်းစီအုပ်စုကရွာကန်တွေကိုတအိမ်အောင်ကိုငွေကျပ်နှစ်သိန်းနှုန်းအားမှငွေကြေးကောက်ခံနေတယ်လို့ဒေသခံတွေကပြောပါတယ်။စင်ကူးမြို့နယ်အတွင်းမှာပြူစောတိကျေးရွာအများပြားရှိပြီးတော့အဲ့ဒီထုံးကြီးရွာအပါအဝင်မရယာဝက်လက်မြို့နယ်နဲ့ထိစပ်နေတဲ့စင်ကူးမြို့နယ်အောက်ပိုင်းကပြူစောတိရွာတွေကိုတော့ထုံးကြီးရဲစခန်းကထိန်းချုပ်ထားတယ်လို့ဒေသခံတော်လိုင်းတက်တွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းတွေကတော့ကရင်ပြည်နယ်တောင်ပိုင်းစစ်ဒေသရဲ့ AP လတိုက်ပွဲများအတွင်းမှာစစ်ကောင်စီဘက်က430ဦးသေဆုံးခဲ့ပြီးတော့58ဦးအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ AP လအတွင်းမှာပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNU KNL နဲ့ Force for Federal Democracy FFD ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် BPLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကတောင်ပိုင်းစစ်ဒေသအတွင်းမှာမျိုးသိမ်းတိုက်ပွဲအနေနဲ့ဖာပေါ်မြို့ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါဗျာ။ တင်ကန်းညီနောင်မှာရှိတဲ့ခမရ395ခမရ396ခမရ39ခေါ်တရင်များနဲ့ဘျူဟာဂုံများကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းအပါအဝင်စခန်းသိမ်းတိုက်ပွဲများ9ကြိမ်အကြမ်းဖက်စေကောင်စီနဲ့ထိပ်တွေ့တိုက်ပွဲပေါင်း82ကြိမ်စစ်တပ်အထိုင်ချတပ်ဆွဲထားတဲ့စခန်းများစစ်ကြောင်းများကိုဒရုန်းနဲ့တိုက်ခိုက်မှု336ကြိမ်လက်နက်ကြီးများနဲ့ပစ်ခတ်မှု17ကြိမ်စနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်မှု73ကြိမ်မိုင်းဆွဲတိုက်ခိုက်မှု15ကြိမ်စစ်တပ်ထောက်တိုင်များကိုရှင်းလင်းတိုက်ခိုက်မှု9ကြိမ်တို့ကိုမဟာမိတ်အဖွဲ့များနဲ့ ဟန်ချက်ညီညီပူးပေါင်းပြီးတော့အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်းထုတ်ပြန်ထားပါဗျာ။အပီလာတွဲမှာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်စုစုပေါင်း430ဦးသေဆုံးပြီးတော့242ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျာ။စစ်တပ်သတင်းပေးဒလန်လက်နက်ချအညံ့ခံသူများအပါအဝင်58ဦးကိုတုံ့ပန်းအနေနဲ့အရှင်လက်ရဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျာ။စစ်ကောင်စီတပ်ရဲ့ခေရန်လက်နက်မျိုးစုံနဲ့ကြီးအမြောင်များကိုလည်းတင်းစီရရှိခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲများအတွင်းမှာပြည်သူ့ကာကွယ်တပ်မတော်နဲ့မဟာမိတ်များဘက်ကရဲဘော်32ဦး တိုင်းပြည်အတွက်ရဲဝံစွာအသက်ပေးလူသွားခဲ့ရပြီးတော့134ဦးမစိုးရိမ်ရထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။လက်ရှိအချိန်မှာတောင်ပိုင်းစစ်ဒေသအနေနဲ့တိုက်ခိုက်သိမ်းပိုက်ထားတဲ့ဖာပေါ်မြို့အပါအဝင်ဘူဟာဂုံများကိုဆက်လက်ထိန်းချုပ်ထားပြီးတော့မြဝတီကော့ဂရိတ်အာရှလန်တလျှောက်ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်တာလွန်အင်အားနဲ့စစ်ကြောင်းထိုးလာတဲ့တပ်မ55စကခဆက်နဲ့လက်အောက်ခံတပ်များကိုလမ်းတလျှောက်မှာအသင့်ဆောင်ကြိုတားဆီးပိတ်ဆို့တိုက်ခိုက်လျက်ရှိကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်တန်တွဲမြို့မှာရှိတဲ့စစ်ကောင်စီလက်အောက်ခံစီးပွားရေးဘဏ်ကငွေများကိုငပလီမြို့အဝင်မှာရှိတဲ့ခလာရ55တရဲမှာထိမ့်သိမ်းထားပြီးတော့ဘဏ်နဲ့တက်ကိုစစ်ကောင်စီကရဲကားများကိုအုံပြုပြီးတော့အပြောင်းရွှေ့လုပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။တန်တွဲစီးပွားရေးဘဏ်ဝန်ထမ်းနဲ့နှိစက်တဲ့သူတို့ကတန်တွဲမြို့ထဲကစီးပွားရေးဘဏ်ကငွေထိမ့်သိမ်းရေးလုပ်ငန်းကိုစစ်တပ်ကကင်နေတယ်။မနက်ကြရင်ဘဏ်ကိုငွေသွားပို့တယ်ညကြရင်ရဲကားတွေနဲ့ငပလီမြို့အဝင်မှာရှိတဲ့ခလာရ55တရဲကိုလာပို့တယ် အခုနေတိုင်းအဲ့လိုလုပ်နေတာပေါ့စစ်ကောင်စီကဒီလိုအပြောင်းအရွှေ့လုပ်နေတယ်လို့ပြောဆိုခဲ့ပါတယ်ငပလီမျိုးဟာတန်တွဲမျိုးနယ်ရဲ့မျိုးကွဲတစ်ခုဖြစ်ပြီးတော့တန်တွဲမျိုးနယ်ငပလီမျိုးဟာလေးမိုင်ကွာဝေးတယ်လို့သိရပါတယ်စစ်ကောင်စီကတန်တွဲစီးပွားရေးဘဏ်ကငွေတွေကိုအခုလိုအပြောင်းအရွှေ့လုပ်နေတာဟာပြီးခဲ့တဲ့မတ်လကစပြီးတော့လုပ်နေခြင်းဖြစ်ပြီးတော့အခုတန်တွဲမျိုးနယ်အတွင်းမှာတိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်လုံခြုံရေးတွေတင်းကျပ်ကငွေအပြောင်းအရွှေ့တွေလုပ်နေတယ်လို့နောက်ထပ်သတင်းအရင်းမြစ်ကပြောဆိုထားပါတယ် ငွေတွေကိုဘန်မာမသိမ့်စီတာတိုက်ပွဲမဖြစ်ခင်ကတည်းကပေါ့မက်စလာကနေစတယ်လို့ပြောလို့ရပါတယ်ဘန်မာမသိမ့်စီတော့ဘဲနဲ့စစ်တပ်ထဲမှာတိမ့်ထားတာပေါ့အခုတိုက်ပွဲကပြင်းထန်လာတော့လုံခြုံရေးတွေပိုတင်းကျပြီးတော့ရဲကားတွေနဲ့ကောအချုပ်ကားတွေနဲ့ပါပို့တာတခါလေတွေ့ရတယ်လို့ပြောဆိုခဲ့ပါတယ်အရင်ဆယ်စုနှစ်ကျော်ကတန်ရွဲစီးပွားရေးဘန်မာငွေထိမ့်သိမ့်တဲ့ငွေတိုက်မရှိတဲ့အတွက်ဘန်ရှိကရဲစခန်းမှာထိမ့်သိမ့်ခဲ့ပြီးတဲ့နောက်ပိုင်းဘန်ထဲမှာငွေတိုက်ထားရှိကဘန်ထဲမှာတိမ့်စီခဲ့တယ်လို့သိရပါတယ်သို့တော်လည်း လက်ရှိရခိုင်ပြည်အတွင်းမှာစစ်ကောင်စီဟာမြို့များကိုလက်လွတ်ဆုံးရှုံးနေရတဲ့အတွက်တန်တွဲစီးပွားရေးဘဏ်ကငွေများကိုစစ်တပ်ထဲမှသိမ်းဆည်းလာခြင်းဖြစ်တယ်လို့သိရပါတယ်။တန်တွဲစီးပွားရေးဘဏ်ကပုံမှန်အတိုင်းလဲပတ်လျက်ရှိပြီးတော့တခြားသောပုပ်ပလိကဘဏ်များဟာလည်းပုံမှန်အတိုင်းလဲပတ်လျက်ရှိကြောင်းကိုဘဏ်ဝန်ထမ်းနဲ့နှိစက်တဲ့သူတို့ကဆက်လက်ပြောပြခဲ့ပါတယ်။ဘဏ်တွေအားလုံးကတော့ပုံမှန်အတိုင်းဖွင့်ပါတယ်။ပုံမှန်အတိုင်းလဲပတ်နေတာပေါ့။စီဝါရေးဘဏ်ကငွေတွေကိုတော့စစ်တပ်မှသိမ်းဆည်းထားတယ်ပုပ်ပလိကဘဏ်ကငွေတွေကိုတော့ဘယ်မှာသိမ်းလဲဆိုတာတော့မသိဘူး ပုံမှန်ဆိုရင်တော့ public ကဘန်နေမှာကိုဘန်ထဲမှာပဲကိုထိမ့်သိမ့်တာပေါ့အခုတိုက်ပွဲကပြင်းထန်နေတော့ public ကဘန်နေရဲ့လုပ်ငန်းကိုတော့ကျွန်တော်လည်းမသိဘူးလို့ပြောဆိုခဲ့ပါဗျာတန်တွဲမြို့နယ်ဒေါ်မြလင်းသီရွှေလေတိုက်နယ်တဝိုက်မှာပြီးခဲ့တဲ့ AP လ22ရက်နေ့ကနေစပြီးတော့စေကောင်းစီတက်နဲ့ AA တို့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးလက်ရှိအချိန်ထိကိုနှစ်ဖက်ထိတွေ့တိုက်ပွဲတွေပြင်းထန်လျက်ရှိတယ်လို့သိရပါဗျာအဲ့ဒီတိုက်ပွဲတွေကြောင့်ခြေရွာ20ထက်မနည်းကဒေသခံတောင်းချီပြီးတော့ထွက်ပြေးနေရပြီးစစ်ကောင်စီကအရက်သားခြေရွာများကိုလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်း ်လေချောင်းကနေပြီးတော့လေရင်နဲ့ဘုံကျဲတိုက်ခိုက်ချင်းများကိုကျူးလွန်နေကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆလာဘီတင်ဆက်ပေးရမယ်တရင်ကတော့သခိုင်းတိုင်းချောင်းဦးမြို့နယ်မုံရွာမန္တလေးလမ်းမပေါ်မှာအကြက်ဘက်စစ်ကောင်စီရဲ့ရိတ်ခါတင်ရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်မေလ15ရက်နေ့ညနေ4နာရီခွဲအချိန်ကန်းကချောင်းဦးမြို့နယ်နတ်ရီကန်းနဲ့ရေပိုးစားရွာကြားမှာသခိုင်းမြို့ကနေပြီးတော့မုံရွာမြို့ကိုထွက်ခွာလာတဲ့တွဲကား10စီးပါရင်တန်းတွေက3စီးမြောက်လိုက်ပါလာတဲ့ရိတ်ခါတင်ကားကို ထန်းလုံးပိုင်းအကြီးနှက်လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးတော့6စီးမြောက်လိုက်ပါလာတဲ့ရေခါတင်ကားကိုလက်နိုင်ငယ်များနဲ့ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား6ဦးသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိကာကားပေါ်မှာပါလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကလက်နက်ကြီးလက်နက်ငယ်များနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တော့လဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗါတယ်။၎င်းတိုက်ခိုက်မှုကိုမုံရွာခရိုင်အမှတ်၁၁တပ်ရင်းဖြစ်တဲ့ People Defense Force South မုံရွာတပ်ခွဲတဲ့ မုံရွာခရိုင်တရင်24တက်ခွဲ1ຫນွေဦးလူငယ် People Defense Force မြင်းမူ Local Defense Force တောသားကြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ Pentagram လျှက်တပြက်စွန်ညုံနဲ့မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အလားတူပဲသခိုင်းတိုင်းမုံရွာမြို့အထွတ်မှာရှိတဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ဂျင်းနီတင်ရင်နန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ16ရက်နေ့မွန်တဲ့ဆန္ဒနာရေးအချိန်မှာ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခတပ်ဘက်ကနေပြီးတော့ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီရန်တန်းကပထမအစည်းနဲ့ဒုတိယအစည်းကိုမုံရွာမြို့အထွက်မုံရွာချောင်းဦးလမ်းပိုင်းမှာ Area 71 People Defense Force တပ်ဖွဲ့ကပရိသာမိုင်း၅လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ရာဖိဖိမိမိပောက်ကွဲထိမှန်ခဲ့တယ်လို့သိရပါတယ်အခုလိုမိုင်းဆွဲတိုက်ခိုက်မှုအပြီးမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကင်းဘုံများကလက်နက်ငယ်များနဲ့ရန်တမ်းပစ်ခတ်ခဲ့တော့လဲ အဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိခဲ့ဘူးလို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုကိုတော့သိရှိနိုင်ဖို့အတွက်စုံစမ်းနေဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းအရာတော်မြို့နယ်မှာရှိတဲ့မြို့မရဲစခန်းနဲ့အမှတ်933ညာ၄တင်ကားတပ်ရင်းကို drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။မေလ9ရက်နေ့မွန်လွယ်12နာရီခွဲခန့်မှာအရာတော်မြို့မှာရဲစခန်းကရဲတပ်သားများထမင်းစားနားနေတဲ့အချိန် တော်လိုက်တပ်ဖွဲ့များက drone နဲ့လက်လုံ120မမဘုံဒီတစ်လုံးနဲ့ကြဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။မွန်လွဲတနအီကမှအရာတော်မျိုးအမှတ်93334တင်ငားတက်ရဲမှရှိတဲ့လူယုံဆောင်ကိုလက်လုံ120မမဘုံဒီတစ်လုံး ထမှန်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာရဲစခန်းကရဲ3ဦးထိခိုက်ဒဏ်ရာရရှိကအမှတ်933 4တင်ကားတက်ရင်ကစစ်ကောင်စီတပ်သားများထိခိုက်မှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်၎င်းတိုက်ခိုက်မှုကို BGS အရာတော် Drone Force and အရာတော် Rocket အဖွဲ့ကဦးဆောင်ပြီးတော့အရာတော်မြို့နယ်ပကဖတိုက်နယ်၄မုံရွာခရိုင်တက်ရင်16တို့ကပံပိုးကူညီမှုများနဲ့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အလားတူပဲမန္တလေးတိုင်းတောင်တာမြို့နယ်မှာရှိတဲ့ပြတ်တက်ကြီးရွာနဲ့ဇေယျကြီးရွာမှာတပ်ဆွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို drone နဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ9ရက်နေ့မွန်လွဲတနားရီ10မိနစ်ခန့်မှာတောင်တာမြို့နယ်ပြတ်တက်ကြီးရွာနဲ့ဇေယကြီးရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုမြင်းကြံခရိုင်အမှတ်ရှစ်တပ်ရင်း NRDF ရဲ့ drone တပ်ဖွဲ့က drone နဲ့ဗုံးသည်ရှစ်ကြိမ်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုမြင်းကြံခရိုင်အမှတ်ရှစ်တပ်ရင်း NRDF မြင်းကြံခရိုင်အမှတ်1တပ်ရင်းအမှတ်2တပ်ရင်းအမှတ်3တပ်ရင်းအမှတ်4တပ်ရင်းနဲ့မလိုင်ပကဖတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်သတင်းကတော့တရချောင်းမျိုးနယ်တဲကရွာတွေကိုစစ်ကောင်စီကဘုံကျဲတဲ့အတွက်အရသာထိခိုက်ဒဏ်ရာရတာနဲ့နေအိမ်အဆောက်အဦတွေပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ16ရက်နေ့မွန်းလွဲ2နာရီခွဲလောက်ကဂုံငင်းစိတ်နယ်စီတော်ရွာကြားကိုဘုံဒီလေးလုံး ကနက်တီရီရွာတွေကိုဘုံဒီ17လုံးနဲ့ကတွဲရွာတွေကိုဘုံဒီ၄လုံးစစ်ကောင်စီက၄ရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်အဲ့ဒီတိုက်ခိုက်မှုတွေအတွင်းမှာဂုံညင်းစိတ်ရွာကန်အသက်46နှစ်အရွယ်ဒေါ်မာမာဝင်းနဲ့တားဖြစ်သူအသက်55နှစ်ဝင်းကျင်အရွယ်ကိုအောင်မြန်တို့တို့ဘုံစားထိမှန်ဒဏ်ရာရရှိခဲ့ပြီးတော့ရွာမှာရှိတဲ့ဈေးကန်နဲ့နေအိမ်တစ်ဆောင်လဲဘုံစားထိမှန်ပြီးတော့ပျက်စီးခဲ့တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်ရွာတွေကရေတွင်းမှာရေခန်းနေလို့ဈေးခန်းသားကရေတွင်းမှာရေသွားခတ်နေတော့ထိသွားတာ တားမိနှစ်ယောက်လုံးထိသွားတယ်လို့ဒေသခံတဦးကပြောပါရယ်ကတွဲရွာမှာတော့ရွာဖြားပိုင်းကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်သွားတာဖြစ်တယ်လို့ဒေသခံတွေကပြောဆိုခဲ့ပါရယ်ဂုံညင်းစိတ်ရွာအပြင်ကတွဲနဲ့ကနက်သီးရီရွာတွေမှာလည်းနေအိမ်ထိခိုက်ပျက်စီးတာတွေရှိတယ်လို့ကနအူးသိရှိထားရပြီးတော့နောက်ဆက်တွဲအခြေအနေတွေကိုတော့အတိပြုံနေစေဖြစ်တယ်လို့သိရပါရယ်အခုလ၈ရက်နဲ့၁၀ရက်နေ့တွေမှာလဲဒီကနေ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့ရွာတွေကိုစစ်ကောင်စီကဘုံကျဲခဲ့ပါတယ် အဲ့ဒီနှစ်ရက်အတွင်းမှာစစ်ကောင်စီတိုက်ခိုက်ခဲ့တဲ့ဘုံစားထိမှန်ပြီးအရက်သား9ဦးတေဆုံးခဲ့တယ်လို့ရငဲတိုက်နယ်စေးရုံကနက်တီရီရွာကအထက်တန်းကျောင်းဆောင်နဲ့နေအိမ်တွေလည်းပျို့ချပျက်စီးခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်။အခုလ15ရက်နေ့ညနေ9နာရီခန့်ကကနက်တီရီရွာဘဲစားတဲ့ရက်ကွက်မှာရှိတဲ့နေအိမ်နှစ်ဆောင်ထက်မင်းဲကိုရွာထဲမှာရှိနေတဲ့စစ်ကောင်စီတပ်သားတွေကမိရှုပ်ဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ ပြည်내တီရီရွာမှာအခုလ17ရက်နဲ့14ရက်တွေမှာစစ်ကောင်စီတပ်နဲ့တော်လိုင်းအင်အားစုတွေကြားမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့နှစ်ဖက်စီရေးတင်းမာနေကစစ်ကောင်စီကကြီးရည်လီနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါဗါးဒါကြောင့်ကနက်တီရီရငဲဂုံညင်းစိတ်ကတွဲစတဲ့ရွာတွေအပါအဝင်အနီးနားကရွာ၉ရွာခန့်ကဒေသခံပြည်သူထောင်ထဲချီပြီးတော့စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ